2025ခုနှစ်ထဲမှာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးတွေကျင်းပသွားမယ့်ဒိဋ္ဌိကျဲအနုပညာရှင်လေးဦး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုမှာဆိုရင်တော့2025ခုနှစ်ထဲမှာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပသွားကြမယ့်ဒိဋ္ဌိကျယ်အနုပညာရှင်လေးဦးရဲ့အကြောင်းဖြစ်ပါရစေ။ပြီးခဲ့တဲ့2024ခုနှစ်မှာဆိုရင်လည်းအနုပညာရှင်တွေအများဆုံးလက်ထပ်ပွဲကျင်းပခဲ့ကြသလိုဒီပွဲမှာဆိုရင်လည်းပရိသတ်တွေကစိတ်ဝင်စားစရာနဲ့ပါဝင်ခဲ့ကြတာဖြစ်ပါရစေ။အခု2025ခုနှစ်ထဲမှာလည်းနာမည်ကြီးဒိဋ္ဌိကျယ်အနုပညာရှင်တွေလက်ထပ် က်နိုင်မဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။ အခမ်းအနားဆုံးမင်္ဂလာပွဲတွေဖြစ်အောင်တိတ်တခိုးလေးစီစဉ်နေကြတဲ့အမှုပညာရှင်တွေကဘယ်သူတွေဖြစ်မလဲဆိုတာလေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင်။နံပါတ်1ပိုင်တကွန်ပိုင်တကွန်ကချစ်သူလေးမြဖူးကိုပြီးခဲ့တဲ့2024ခုနှစ်မှာလက်ထပ်ခွင့်တောင်းထားခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကနှစ်ဖက်မိဘတွေရှိမှလက်မရည်ထိုးထားပြီးဖြစ်ပေမဲ့မင်္ဂလာပွဲကိုခမ်းနားအောင်မကျင်းပသေးပါဘူး။စိစက်တောင်းရန်ပွဲလက်မရည်ထိုးပွဲတွေကိုသာပြုလုပ်ရသေးတာပါ။ပိုင်တကွန်ကလည်းနာမည်ကြီးတစ်ယောက်ဖြစ်တယ်လို့လေးမြဖူးကလည်းအတိုင်းဝိုင်း င်းကြီးရဖြစ်တာမို့မင်္ဂလာဝဲကိုအခမ်းအနားဆုံးဖြစ်အောင်ကျင်းပသွားကြမယ်ဆိုတာကတော့အသေးစားပဲဖြစ်ပါတယ်။ပိုင်တဂွန်ရဲ့မင်္ဂလာဝဲကို6လပိုင်း26ရက်နေ့မှာကျင်းပမယ်လို့လည်းသိရပါတယ်။တရဝင်းရဲ့အတိအကျကိုသေချာမချပြသေးပေမဲ့6လပိုင်းထဲမှာတေချာပေါက်ခန်းထားတဲ့မင်္ဂလာဝဲကြီးနဲ့တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ pre-wedding ပုံတွေကိုလည်းနှက်ခန်းဒီမလေးတွေအားကြရအောင်အနောက်တန်းဆန်ဆန်ရိုက်ကူးထားကြတာဖြစ်ပါတယ်။နံပါတ်1ဟင်းဝင်ရဲ့လူပြိုကြီးဘဝနဲ့အစွန်ထုတ်လာခဲ့တဲ့ဟင်းဝင်ရံကလည်း 2025ခုနှစ်မကုန်ခင်မှာ တေဇာပြောက်လူပြိုကြီးဘဝကိုဆွလွတ်တော့မှာဖြစ်တယ်။မိဘစကားအောင်နားချောင်းတဲ့ဟင်းဝီယန်ကဖာခင်ဖြစ်သူကိုရိုင်းသဘောတူပြီးတော့ပေးစားတဲ့အမျိုးသမီးနဲ့လက်ထက်တော့မှာဖြစ်ပါတယ်။ဖာခင်ဖြစ်သူကိုရိုင်းအင်တာဗျူးမှာထုတ်ပြောခဲ့တာဖြစ်ပြီးတော့မင်္ဂလာပွဲကိုမကြခင်စတင်ကျင်းပတော့မှာပါ။ဟင်းဝီယန်ကတော့သူ့မင်္ဂလာပွဲကျင်းပမယ့်ရဲ့အတိအကျကိုထုတ်ပြောထားခြင်းမရှိသေးသလိုလက်ထက်မဲ့အကြောင်းကိုလည်းအတိမပြုထားပါဘူး။ဒါပေမဲ့ဖာခင်ဖြစ်သူကိုရိုင်းထုတ်ပြောတာမို့မကြခင်မှာမင်္ဂလာပွဲကျင်းပတော့မှာတေးကြတဲ့လောက်ရှိနေပါပြီ။အနုပညာရှင်တော်များကတော့စိုးပြ ပစင်နယ်လထက်တော့မယ်လို့သာထင်နေကြတာပါအတိုင်းဝိုင်းကြီးရဲ့မင်းသားတယောက်ဖြစ်တာမို့မင်္ဂလာဝေးကအခမ်းအနားဆုံးဖြစ်မှာအသေးကြပါပဲနံပါတ်3 ဝါဆိုမိုးဦးဝါဆိုမိုးဦးကဖြိုးလေးနဲ့ထွေးလာခဲ့တာဆိုရင်ဆယ်စုနှစ်တခုကျော်လာခဲ့ပါပြီအတူပညာရှင်စုံတွေတွေမှာဆိုရင်တော့အချိန်ကြာကြီးထွေးလာခဲ့တဲ့သူတွေဖြစ်တာမို့ပရိသတ်တရားလည်းအားကျပြီးတော့အမြန်ဆုံးလက်ထပ်စီကျင်ကြတာပါလက်ထပ်တဲ့အချိန်တခုလည်းရောက်နေပြီဖြစ်ပါတယ်ဝါဆိုမိုးဦးကတသက်မှာတခါသာကျင်းပတဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးကျင်းပကြနာမို့အချိန်ဆွဲသလိုဖြစ်နေတာကြံ့ကြနေတာပါဒါပေမဲ့2025ခုနှစ်ထဲမှာတော့သူတို့ဇုံတွဲနေတဲ့ဆပရိုက်စ်တိုက်ဖို့အစီအစဉ်ရှိတယ်ဆိုပြီးအရေးမို့ပြပြထားတာပါ ါဖြိုးလေးဘက်ကလည်းလက်ထက်ခွင့်တောင်းပြီးတော့မင်္ဂလာဝဲကျင်းပါတော့မယ့်အရေးယောင်တွေပြလို့နေတာပါဝါဆိုမဦးနဲ့ဖြိုးလေးတို့ရဲ့မင်္ဂလာဝဲကလည်းအနုပညာလောကမှာလူစိတ်ဝင်စားမှု များနိုင်တဲ့မင်္ဂလာဝဲတစ်ဝဲဖြစ်နေပါတယ်နံပါတ်၄ ကောင်းပြည့်ကောင်းပြည့်နဲ့တန်တော်ဘိုးတို့နှယောက်ကတော့ချစ်သူဘဝကိုအဆုံးသတ်ပြီး2025ခုနှစ်မှာလက်ထပ်တော်မယ်ဆိုတဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ပြီးသွားခဲ့ကြပါပြီ။အယိုးရှင်ဆုံးလက်မဲ့ရေထိုးပွဲလေးကျင်းပပြီးတော့မင်္ဂလာဆောင်ခဲ့တဲ့သူတို့ပွဲလေးရအားကြစရာလည်းကောင်းတယ်လို့ချီးမြှုပ်စရာလည်းကောင်းခဲ့ပါတယ်။အနုပညာရှင်တွေအများအပြားလည်းတက်ရောက်ခဲ့ကြပြီးတော့ဂုဏ်ပြုပေးခဲ့ကြတာပါ။ဒါအပြင်မင်္ဂလာပွဲကပကာတနာခင်ပြီးတော့ချက်ချင်းမြတ်တာရီကိုသာအလေးပေးပေါ်ပြခဲ့တဲ့ပွဲလေးတစ်ပွဲဖြစ်ခဲ့တာပါ။လက်ထပ်တော်မဲ့ဒီအနုပညာရှင်တွေကို နှမျောတသားဖြစ်ကြလားဆိုတာကောမန့်လေးထဲမှာပြပြပေးပါအောင်။နောက်ထပ်ကောဘသူရရဲ့မင်္ဂလာသတင်းများကြားရမလဲ။ကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။